This is Radio Free Asia. The following program is in Burmese. တော်ရရှိမှမင်္ဂလာချစ်တဲ့ဖျာဖျာနဲ့ပြည့်စုံအောင်မှုချပါစေခင်ဗျာ။ RFA လွတ်လပ်တဲ့အာရှအတန်းရဲ့မြန်မာပိုင်းစီစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြောက်ကြောက်ပါခင်ဗျာ။ တော်ရရှိမှာခင်ဗျာကျွန်တော်တို့ RFA ကရက်တီရန်မုံငွေမရေရာမှုနဲ့ရင်ဆိုင်နေရတဲ့ကြားကပဲအစီအစဉ်တွေကို အကန့်အသတ်နဲ့တင်ပြနေရတာဖြစ်ပါတယ် RFA ရဲ့နောက်ဆုံးရသတင်းတွေကိုအင်တာနက်ဆာမျက်နှာဖြစ်တဲ့ www.rfa.org မှာအပြင် Facebook YouTube စတဲ့လူမှုကွန်ရက်ဆာမျက်နှာတွေကတဆင့်လဲအမြန်ဆန်ဆုံးဖော်ပြပေးနေပါတယ်အခုသတင်းတွေကိုစတင်အစီအခံတင်ပြပါရစေခင်ဗျာ စစ်ကောင်စီမင်းညကထုတ်ပြန်တဲ့နောက်ဆုံးစီးရင်အရငလျင်ဘေးကြောင့်တေဆုံးသူ3649ဦးရှိသွားပါပြီအခုလိုအင်အားပြင်းငလျင်ဘေးဒဏ်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းမှာဆူဆူဝါဝါထိခိုက်ပျက်စီးနေရခြင်းစစ်ကောင်စီကရွေးကောက်ပွဲကိုမူလစီစဉ်ထားတဲ့အတိုင်းလာမယ့်ဒီဇင်ဘာလမှစတင်ကျင်းပသွားဖို့အတည်ပြုကြေညာလိုက်ပါတယ်နိုင်ငံရေးပါတီတွေတီထောင်ခွင့်ကိုလာမယ့်မေလ9ရက်နေ့နောက်ဆုံးထားရှောက်ကြဖို့တဲ့ ရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌအဖြစ်ဦးတန်းစိုးဆိုသူကိုခန့်အပ်လိုက်ကြောင်းဆက်သဖြင့်စစ်ကောင်စီကမနေ့ကသတင်းထုတ်ပြန်ပါလေ။အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းမှာအပိုင်း၄ပိုင်းခွဲပြီးကျင်းပသွားမယ်ဆိုပြီးစစ်ကောင်စီဥက္ကဋ္ဌကမတ်လ25ရက်နေ့ကထုတ်ဖော်ပြောဆိုထားပါလေ။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ9ရက်နေ့အထိတရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့ရပြီး73ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ရန်ကုန်တရုတ်တန်ရုံရဲ့ပြောကြားချက်ကိုတရုတ်အစိုးရဘက်ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။မြန်မာနိုင်ငံငလျင်ဘေး လာရောက်ကူညီခဲ့ကြတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဧပြီလ9ရက်နေ့ကပဲတရုတ်လေတပ်ကလေရင်၄စီးနဲ့နေပြည်တော်လေစိတ်ကနေပြန်လည်ထွက်ခွာသွားကြပြီလို့ဆိုပါတယ်။ဒီတော်တွင်မှာပဲမလ28ရက်နေ့ကငလင်းဘေးကြီးနဲ့ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တရင်တပတ်တာအတွင်းစစ်ကောင်စီကလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်အရက်သားပြည်သူ82ဦးသေဆုံးခဲ့ရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကပြောကြားလိုက်ပါတယ်။သေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေး6ဦးနဲ့အမျိုးသမီး30ဦးပါဝင်တယ်လို့ AP လ9ရက်နေ့ကထုတ်ပြန်တဲ့ NUG ကြေညာချက်မှာရေးသားထားပါတယ်။ငလျင်ဘေးဒဏ်အစိုးရဆုံးကြုံခဲ့ရတဲ့စကိုင်းတိုင်းအတွက်မှာ 18ကြိမ်တက်ခတ်ခံခဲ့ရပြီးမန္တလေးတိုင်းအတွင်းမှာလည်း18ကြိမ်တက်ခတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမှာငလျင်တန်းခံခဲ့ရပြီးတဲ့နောက်ပြည်သူတွေဟာအဆောက်အုံတွေထပ်ပြိုမှောက်ဆိုးရိမ်တဲ့အတွက်လမ်းတွေပေါ်မှာအိတ်နေကြရပြီးမုတ်တုံမိုးရွာသွန်းမှုနဲ့ရေကြောင်ဖြစ်တဲ့ယောဂအန္တရာယ်တွေရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။ငလျင်ကြောင့်ရေပိုက်လိုင်းတွေကျိုးပျက်ပြီး ရေတူလောင်အဆောက်အုံတွေပျက်စီးသွားခဲ့တာကြောင့်ရေကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်နိုင်ခြင်းအလွန်မြင့်မားနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကပြောပါတယ်မြန်မာနိုင်ငံမှာလူ18တန်းလောက်ငလျင်ဘေးဒဏ်သင့်ခဲ့ရတယ်လို့လည်းကုလသမဂ္ဂကခန့်မှန်းထားပါတယ်ဒီတော့တွင်ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဂျူလီဗစ်ရှော့နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့မနေ့ကနေပြီးတော့မှတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကိုကူညီရေးမှပူပေါင်းဆောင်ရွက်သွားမယ့်ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။အသေးစိတ်ကိုတော့ဖော်ပြမှုမရှိပါဘူး။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့အကြား နေမြင့်အငင်းပွားမှုဖြစ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရင်းနဲ့ပတ်သက်လို့စတင်ဆွေးနွေးနေကြပြီလို့ KIO ဘက်ကသတင်းထုတ်ပြန်ပါတယ်။ဒေတာတွင်းကပြည်သူတွေနားလည်ကူညီပေးကြဖို့ကိုလည်း KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပန်ကြားထားပါတယ်။၂၀29စစ်စင်ရေးမှာပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးကတင်ပိုက်ထားတဲ့ကုတ်ခိုင်မြို့မှာ KIO ဘက်ကဆက်ဆံရေးယုံပြန်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတရင်ဝင်အကြောင်းကြားဖို့ စစ်ဝတ်စုံတွေမဝတ်ဆင်မှုအစသဖြင့်ပလောင်တပ်ဖက်ကသတိပေးမှုတွေကြောင့်နှစ်ဖွဲ့ကြားမှာတင်းမာမှုတွေပေါ်ပေါက်ခဲ့ရတာဖြစ်ပါတယ်။ KIO အဖွဲ့ဟာ1994ခုနှစ်အပြည့်ရက်စဲပြီးတဲ့နောက်ကုတ်ခိုင်မြို့မှာဆက်ဆံရေးယုံဖွင့်လှစ်ခဲ့ပြီး2011ခုနှစ်မှာတကြောပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်အဲ့ဒီယုံကိုပြန်ယူသိမ်းခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့မှာအပီလ6ရက်မနေ့ကနေ့လယ်ပိုင်းလောက်ကမိုးတွေတဲတဲမဲမဲရွာသွန်းခဲ့ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနဲ့ရေဝန်းကြောင့်ဒီလိုမိုးသဲထန်ခဲ့ရတာဖြစ်ပါတယ်။ဧပြီလ၁၂ရက်နေ့အထိရန်ကုန်နေပြည်တော်မန္တလေးပဲခူးမကွေးစကိုင်းအေယာဝရီတနင်္သာရီနဲ့ကချင်ကရကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့မူလီဝဒနဲ့ဇလဗီရညွှန်ကြားမှုဌာနကလည်းအတိအပေးထုတ်ပြန်ထားပါတယ်။အဲဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာ။ RFP လွတ်လပ်တဲ့အာရှအတိုင်းရဲ့ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြရတာပါဆက်လက်ပြီးသတင်းဆောင်မတွေကိုစတင်ထုတ်လွှင့်မှာပါခင်ဗျာတော်ရရှိမှာခင်ဗျာမက်လ28ရက်နေ့ကပြင်းထန်မြင်းကလင်းကြောင်းမန္တလေးမစိုးရင်ကျောင်းတိုက်ဟောင်းကတန်ငါ78ပါးနဲ့မစိုးရင်တိုက်တက်ကစာတင်သားတန်ငါတော့20ပါးပြန်လွန်တော်မူခဲ့တယ်လို့ကျောင်းတိုက်နာယကဆရာတော်တွေက RFP ကိုမိန့်ကြားပါတယ် ငလျင်ကြောင်ကျောင်းဆောင်60ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီးစာတင်စာချဖို့အခက်အခဲဖြစ်နေတယ်လို့မိန့်ပါတယ်။ RFP အဖွဲ့သူမက်ခင်ခင်ဤရဲ့တင်ပြချက်ကိုနားဆင်နိုင်ကြပါပြီခင်ဗျာ။မြန်မာနိုင်ငံမှာစာတင်သားဥယျာဉ်2000ကျော်ရှိတဲ့မန္တလေးမြို့ကမစိုးရိမ်တိုက်တဲ့ဟာပြင်းထန်တဲ့ငလျင်တံကိုခံလိုက်ရတဲ့အတွက်60ရာခိုင်နှုန်းလောက်ပျက်စီးသွားလို့စာတင်ဖို့အခက်အခဲတွေရှိနေတယ်လို့မစိုးရိမ်နိုင်ငံကစာချဆရာတော်တွေကမိန့်ပါတယ်။ မစိုးရင်တိုက်တင်မှာចောင်းဆောင်ပေါင်း30ခန်းရှိပြီးစာတင်သားကိုရင်ဦးစင်းအပါ2000ကျော်ရှိပါတယ်။ငလျင်ကြောင့်အပါ200လောက်သာရှိတော့ပြီးចန်တဲ့စာတင်သားတွေကနေရက်တွေကိုပြန်ကြွသွားကြပြီလို့ဆိုပါတယ်။မစိုးရင်တိုက်တက်ကစာချဆရာတော်တပါးဖြစ်တဲ့ဦးဝီရသူခေါ်ဦးဝိစိတ်တာဘီဝန်တာကမက်လ28ရက်နေ့ကပြင်းပြင်းထန်ထန်လုပ်ခဲ့တဲ့မြင်းငလျင်တန်းကြောင့်တိုက်တက်ကတံငါတွေထိခိုက်မှုမရှိပေမဲ့ စာဖြေသွားရင်စာဖြေဌာနပြုတ်ကျသွားတဲ့အထဲ22ပါးပြန်လုံတော်မူခဲ့တယ်လို့ RFA ကမိန့်ပါတယ်။လင်းကြောက်ထိကြိုက်ပျက်စီးသွားတဲ့အကြောင်းတွေကတော့အကြောင်းတိုင်းနှီးပါပါပဲ။ဒီအကြောင်းဘူးလေးတွေတော့မှပါသွားတာပါနော်။အစ်စ်ဆောက်လက်ဆာပေါ့။ဆေးတုတ်တာတန်လိုင်းကြီးနဲ့အဆောက်အဦတော်မှဟိုနိုင်ရည်နေအပ်တာလို့ကွဲတာလို့ဖြစ်တာပါနော်။အဲ့တော့ပြန်နေဖို့တော့မလွယ်ဘူးပေါ့။အခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင်တော့90ရာခိုင်နှုန်းလောက်ရှိပါတယ်။အဲ့ဒီအချိန်က ဓမ္မစရိယဆာမွေဝဲရှင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီတိုက်ထဲကနေသဖြေဌာနကိုသဖြေရင်းနဲ့သဖြေဌာနပြူကြတဲ့ထဲပါသွားတာကတော့စရင်ကောက်လို့ရရှိပြီးအတီးပြုတ်နိုင်တာ20တပါးရှိပါတယ် စာပြေဌာနပြူကြလို့ထိခိုက်ဒဏ်ရာရခဲ့တဲ့ခြေပြက်လက်ပြက်ဦးစင်းနဲ့ကိုရင်တွေပါဝင်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့စေယုံတင်ထားရတဲ့ဦးစင်းနဲ့ကိုရင်48ပါးရှိတယ်လို့လည်းမိန့်ပါတယ်။စည်ရင်အတီကြောက်လို့မရသေးတဲ့ဦးစင်းနဲ့ကိုရင်တွေလည်းရှိနေပြီးသူတို့ကိုပျောက်ဆုံးစည်ရင်ထဲမှာထည့်ထားတယ်လို့ဆရာတော်ကမိန့်ပါတယ်။ဒါပေမဲ့ဘယ်နှပါးပျောက်ဆုံးနေတယ်ဆိုတာကိုတော့အတိအကျမဖြေဆိုပါဘူး။မစိုးရင်တိုက်တက်ကစာတင်သားတွေသတင်းသုံးနေထိုင်တဲ့ ချက်မြင့်စောက်အုံကြီးပြိုကျသွားတဲ့အထဲတန်ခါအပား900လောက်ပြန်လွန်တော်မူသွားတယ်ဆိုတဲ့သတင်းဟာကောလာဟလတာဖြစ်ပြီးငလျင်း၃ချိန်လှုံ့မပြိုကျသွားတာကြောင့်ပထမဆုံးအချိန်လှုပ်ပြီးကလေးကစာတင်သားကိုရင်တွေဥစဉ်တွေအဆောက်ဦးအောက်ကိုဆင်းနှင်ပြီးသားဖြစ်နေပြီလို့ဆရာတော်ဦးဝီရသူဟာမိန့်ကြားပါတယ်။တိုက်ကြီးပြိုတဲ့အခါလူတွေကတန်ခါတွေပြိပြီးပါညာဗောနော်အဲ့လိုကောလာလာတွေလဲကြာတိနေကြအောင်တကယ်တမ်းကျတော့ ဲ့ဒီတိုက်ကြီးကအင်မတန်ဒုတဲ့အာကောင်းပြီးတော့ခိုင်ခန့်တဲ့အတွက်ကြောင့်ပထမအချိန်ငလျင်လှုပ်ယုံနဲ့မပြိုပါဘူးပထမအချိန်ငလျင်လှုပ်တဲ့အချိန်မှာတန်ဃာတွေကအကုန်လုံးဟိုအောက်ကိုဆင်းသွားကြပြီဖြစ်တဲ့အတွက်ကြောင့်လွတ်မြောက်သွားတယ်ပေါ့ဒုတိယအချိန်မှာလည်းအဲ့ဒီတိုက်ကြီးကမပြိုပါဘူးတတိယအချိန်ကျမှပြိုသွားတဲ့အတွက်ကြောင့်ဆိုရင်တိုက်တဲ့အတွက်မှာထိခိုက်ဒဏ်ရာရတဲ့သူတောင်းမရှိသလောက်ပါနော်ဒီဆွန့်ချက်အဖွဲ့တွေမူတာတို့တတ်တာတို့တတိလက်သွားတို့မိသွားတာတို့ နောက်ဥစဉ်လေးတွေဟိုထိပ်ပေါက်ခေါင်းခွဲအနှဲငယ်လေးတွေဖြစ်တာတို့အဲဒီလောက်ပဲရှိရပါတော့။မက်လျင်ကြောင့်မစိုးရင်တိုက်တက်ကနာယီစင်ကြီးလုံးဝပျက်စီးသွားခဲ့ပြီးဂလန်၄၀၀ဆက်နဲ့ရေကန်ကြီးလည်းပျက်စီးသွားခဲ့တယ်လို့ဆရာတော်ဥရသူကမိန့်ပါတယ်။မစိုးရိမ်မူလတိုက်ဟောင်းမှာလဲငလျင်ကြောင့်ကြောင်းဆောင်တွေပြိုကျပျက်စီးခဲ့ပြီးတန်ကာ၁၈ပါးပြန်လုံတော်မူခဲ့တယ်လို့လူပုတ်ကိုဧည့်သည်၅ယောက်တေဆုံးခဲ့ပါဗျ။ ငလျင်လှုပ်ပြီးဆယ်ရက်ကျော်ကြာတဲ့အထိလူမှုကူညီရေးအသင်းတွေနဲ့ပဲပျက်စီးတဲ့အဆောက်အုံတွေကိုရှင်းလင်းဖြည့်ရှင်းနေရပြီးခက်ခဲမှုတွေရှိနေတယ်လို့ဆရာတော်ဦးနေပုံနာကမိန့်ပါတယ်။နိုင်ရဆရာတော်အားလုံးဘေးကင်းပါတယ်။ဥဒလို့ဒီသာသနာ့တွေနဲ့တော့သာသနာ့ပုဂ္ဂိုလ်တွေနဲ့ပြောရမယ်ဆိုတော့၈၈ပါးပြန်တော့မှာဗျာ။နောက်လူပုဂ္ဂိုလ်ဧည့်သည်တွေနဲ့ပေါ့ဗျာ။လူပုဂ္ဂိုလ်ကတော့၅ယောက်ပေါ့။အဲ၅ယောက်တော့ဥဒလို့ဒီဟောဘူးမှာဒါဆုံးရှုံးသွားပါတယ်။ ကဲတဲ့ရိုးလူမှုကွန်ကြီးရပဲများပါလေကသူတို့လည်းပြေးလွှမ်းလာပြီးတော့ကဲတဲ့ရဆိုတော့ပြေးစီရတော့မဆုံးဘူးပေါ့ဗျာအဲ့လိုပေါ့အဲ့လိုခက်ခဲတော့ရှိခဲ့တာပေါ့ဗျာမစိုးရင်ကြောင်းတိုက်ဟောင်းကိုလွန်ခဲ့တဲ့138နှစ်လောက်ကဒါရကာတဦးရဲကလှူဒန်းတိဆောက်ခဲ့တာဖြစ်ပြီးကျောင်းဆောင်12ဆောင်လုံးလုံးလုံးလျားလျားပျက်စီးသွားခဲ့တယ်လို့ဆရာတော်ဦးနိပုန်နာကမိန့်ပါတယ် ကျောင်းဆောင်တွေပျက်စီးသွားတဲ့အတွက်ပြည်ယက်တိစာပေတွေကိုယာယီကျောင်းဆောင်လေးတွေဆောက်လုပ်တင်ကြားပေးသွားရင်ပျက်စီးသွားတဲ့ကျောင်းဆောင်တွေကိုဆက်လက်ပြီးပြင်ဆင်သွားမယ်လို့မစိုးရင်ကျောင်းတိုက်နာယကဆရာတော်တွေကမိန့်ကြားပါတယ်ရှင်။ဒေါခင်ခင်ဤရဲ့တင်ပြချက်ကိုနားဆင်ကြကြတာပါ။ တော်ရရှိမှာခင်ဗျာစစ်ကောင်စီဒုတိယဥက္ကဋ္ဌကငလင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှား권မပြုတော့ဘူးလို့ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့ကအလှငွေကောက်ခံနေကြတဲ့ပရဟိတအဖွဲ့တွေလည်းစစ်ကောင်စီအာဏာပိုင်တွေစီကနေခွင့်ပြုချက်တောင်းခံနေကြပြီဖြစ်ပါတယ်ဒီအကြောင်းတွေကိုကျွန်တော်တို့ RFA ဝိုင်းတော်သားကိုဆိုင်ဝနာကဆက်တင်ပြပါလိမ့်မယ်ခင်ဗျာငလင်ကြောင့်စူစူဘွားထိခိုက်ပျက်စီးသွားတဲ့ဒေသတွေကိုကူညီဖို့ရန်ကုန်မြို့မှာအလှငွေကောက်ခံတဲ့ပရဟိတအဖွဲ့တွေဟာ စစ်ကောင်စီအာဏာပိုင်တွေစီကခွင့်ပြုချက်တောင်းနေရပါတယ်။ဒီလိုခွင့်ပြုချက်တောင်းတဲ့အခါအလူငွေကောက်ခံမဲ့နေရာပါဝင်မဲ့လူရည်အတွက်အကြောင်းအရာစတဲ့အချက်လက်တွေကိုပေးရတယ်လို့ Brighter ဖွဲ့တွေက RF ကိုပြောပြပါတယ်။ April 6နေ့ကစပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှုရဲ့ထောက်ကန်စာရယူခဲ့ရတယ်လို့လုံခြုံရေးရအမည်မဖော်လိုတဲ့ Brighter လူငယ်တစ်ယောက်ကပြောပါတယ်။ညီမတို့အလူခန်းတဲ့အချိန်မှာတော့ဒီမြို့နယ်ရဲ့အုပ်ချုပ်ရေးမှုဆရာနေတော့ထောက်ခံစာလေးယူရပါတယ်ရှင်ဟုတ် အော်ကျမတို့ဒီအလူခံခြင်းနဲ့ဆိုပြီးတော့ပဲဒီအလူခံမှုအတွက်ဒီရက်ွက်ထောက်ခံစာပါပဲရှင်ဟုတ် အလူခံခွင့်ပေါ့နော်ဟုတ်ဟိုထောက်ခံစာရက်ွက်အုပ်ချုပ်ရေးမှုထောက်ခံစာရရင်တော့အဆင်ပြေပါပြီဟုတ်စစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကငလင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပြုတော့ပဲကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ဧပြီ9ရက်နေ့ကပြောဆိုခဲ့ပါတယ်အဲဒီနောက်ပရိုက်တာအဖွဲ့တွေဟာတက်ဆိုင်ရာမြို့နယ်စစ်ကောင်စီအာဏာပိုင်တွေစီကခွင့်ပြုချက်ရမှာပဲငလင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်ခွင့်ရတော့တာပါ ရန်ကုန်မြို့မှာငလင်ဘေးအတွက်အလူခံနေတဲ့နောက်ထပ်လူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ volunteer လှိုင်အဖွဲ့ကကိုအောင်ဇော်ထက်ကလည်းသူတို့ထောက်ခံစာယူခဲ့ရတယ်လို့ RFP ကပြောပါတယ်။ထောက်ခံစာရရတော့မှပဲကျွန်တော်လုံခြုံတာပေါ့ဗျာပြောရမယ်ဆိုရင်တချို့ကြောက်လည်းအဲလိုအချင်းတပြင်းနေရာမှာလိုက်ပြီးတော့ဖမ်းနေပါညာတော့တပြင်းတော့ကြားတယ်ဗျာ။ကျောတဖွဲ့လုံးဝရှိရလူတွေအားလုံးနမဲစင်းတို့မပုံဒီနမတ်တီကိုအကုန်ယူပြီးတော့စတင်ထားပါလေဗျ။သူတို့ဖွဲ့အနေနဲ့ငလင်ဘေးတင်ဒေတာတွေကိုကိုယ်တိုင်ကိုကြတွားရောက်လှူဒန်းမယ်လို့လည်းသူကဆိုပါရယ်။ Blue Sky Pride အဖွဲ့ကလည်းသူတို့ခွင့်ပြုချက်တောင်းပြီးမှအလူငွေကောက်ခံတာလို့ပြောပြပါဗျ။ရလာတဲ့အလူငွေတွေကိုအလူရှင်တွေရောက်ပေါက်နေတဲ့ဒေသတွေကိုလှူဒန်းမယ်လို့ Blue Sky ဖွဲ့ဝင်ကိုကောင်းစီသူကပြောပါရယ်ကျွန်တော်တို့ကတော့ကောက်တဲ့ဖွဲ့ပေါ့နော်ဒီဒီရှင်းတဲ့ဖွဲ့ရောရှိရယ်နော်ကျွန်တော်တို့လူပါကြတော့အဲ့မျိုးတွေမှာဒေသခံတွေနဲ့ချိန်ပြီးတော့လူပါပေါ့နော်အခုပုံမူတိရောက်ဖို့အတွက်ကျွန်တော်တို့လူပါဖြစ်တယ်အဲ့ဘက်စကိုင်းမှာလည်းအခု ျွန်တော်ဂျိတ်တွေပါတယ်တခြားချိတ်မြဲဆိုတော့စကားရုံနဲ့သွားကြည့်ဖို့စီစဉ်ရှိပါတယ်ဗျ Bright အဖွဲ့တွေဟာငလင်ဘေးအတွက်ရန်ကုန်မြို့ကလမ်းစုံလမ်းကွာတွေဈေးဝယ်စင်တာတွေနဲ့လူစီကားတဲ့နေရာတွေမှာနေစဉ်အလူခံနေကြပါတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကတင်းကျပ်လာတာကြောင့်ငလင်ဘေးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးရတယ်လို့ Bright အဖွဲ့တို့ကထောက်ပြပါတယ်ဘာကြောင့်ခုလိုတင်းကျပ်ထားသလဲဆိုတာကိုသိနိုင်ဖို့စစ်ကောင်စီပြောကွင်းရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ မြန်မာနိုင်ငံမှာမက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းလူပေါင်း3600ကျော်သေဆုံးပြီး9000ကျော်ဒဏ်ရာရရှိထားပါတယ်။ဒီပြင်လူ6000ကျော်ငလင်တံကိုပြင်းထန်ခံစားနေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်ခင်ဗျာ။သတင်းဆောင်မတွေကိုတင်ပြခဲ့တာပါခင်ဗျာ။တော်ရရှိမှာခင်ဗျာကျွန်တော်တို့လွတ်လပ်တဲ့အာရှအသံ RFP က ရမငွေမရေရတဲ့အခြေအနေတွေကြုံတွေ့နေရတဲ့အတွက်အစည်းအဝေးတွေကိုအကန့်အသတ်နဲ့ပဲထုတ်လွှင့်နေတာဖြစ်ပါတယ်။ RFP လွတ်လပ်တဲ့အာရှအတန်ရဲ့ဒီကနေ့အတွက်တာတင်ပြချက်တွေလည်းဒီမှတင်ပြီးဆုံးပါပြီ။သောတာရှင်မြတ်ပြည်သူများဘေးပြာအပေါင်းကနေအမြန်ဆုံးလွတ်ကင်းပြီးစိတ်ရောကိုယ်ပါချမ်းသာတုခရကြပါစေခင်ဗျာ။ You have been listening to Radio Free Asia.